ဟယ်လိုအားလုံးပဲမင်္ဂလာပါ part ways insurance ကနေကြိုဆိုပါတယ်ကျွန်တော်ကအေဘတ်အောင်ကိုအောင်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ကားတစ်ဝယ်တဲ့အခါဘာတွေလောက်ဆောင်ရမလဲဆိုတဲ့အကြောင်းကိုအနေငယ်ပြောပြပေးပါမယ်တင်ကကားအတစ်တစ်စီးကိုဝယ်ယူလိုက်တဲ့အခါမှာအကယ်၍တင်မှာကား insurance မရှိသေးပါကတင်ကားတစ်ကိုမမောင်းခင်မှာထိုကားဝယ်တဲ့နေရာအဲ့ဒီဒေလာကနေပဲ insurance company ကိုဖုန်းဆက်ပြီးတော့တင်ကားအတစ်အတွက် insurance ဝယ်ယူဖို့လိုအပ်ပါတယ် အကြောင်းကတော့အမေရိကမှာကားအင်ရှိုးရန့်မရှိဘဲကားမောင်းပါက illegal တရားမဝင်ဖြစ်လို့ပါပဲအကယ်၍တင့်ကားအတစ်ကိုငွေသားကြီးနဲ့ cash out ဝယ်ယူတာမဟုတ်ပဲအကျွေးလုံးနဲ့ဝယ်ယူတာဆိုပါကလည်းတင့်ကားဒီလာကားရောင်းတဲ့သူများမှာတင့်မှာ insurance မရှိသေးဘဲနဲ့အဲ့ဒီကားကို ပေးမောင်းမှာမဟုတ်ပါဘူးဆိုတော့အဓိကဒီနေ့ကျွန်တော်ဝင်မြတ်ပေးချင်တာကတော့တင့်မှာကား insurance ရှိနေပြီကားအတစ်တစ်စီးကိုဝယ်ယူလိုက်တဲ့အချိန် အကြောင်းကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်။တင့်မှာကားအင်ရှူရန်ကရှိပြီးသားဆိုပါကတင့်အစ်စ်ဝင်လိုက်တဲ့ကားကိုတင့်လက်ရှိကားအင်ရှူရန်ကုမ္ပဏီက14ရက်နှစ်ပတ်အတွင်းအော်တိုမက်တစ်နဲ့ကာပါပေးပါတယ်။ဒါကို grace period လို့ခေါ်ပါတယ်။ဒါကြောင့်ဤလိုအခြေအနေမျိုးမှာတင့်ကား insurance company ကိုကားအသစ်ဝယ်ယူလိုက်ကြောင်းချက်ချင်းအတိမပေးနိုင်လဲရပါတယ်။တချို့ကကားအသစ်ကိုအကျွင်းနဲ့ဝယ်ယူတဲ့အချိန်မှာ credit card ဆေးရ ောင်းပေးမယ်ဘလောက်ပေးနိုင်မလဲလက်ဆင့်ပေးမယ်ရောဘလောက်ပေးနိုင်မလဲညှိနှိုင်းရတာနဲ့အဆင်ပြေသွားတော့လဲစာချုပ်တွေလောက်ရတာကတနေကုန်နေ့ပါဖြစ်လာတော့အော်ငါမှ insurance company ကိုကာအသစ်ဝယ်ကြောင်းအကြောင်းကြားဖို့အချိန်ရောရပါအောင်မလားလို့တွေးပူတတ်ပါတယ်တွေးပူစရာမလိုပါဘူးကို့မှာလက်ရှိကာ insurance ရှိနေပါကကိစ္စအလုံးပြီးသွားပြီဆိုရင်ကို့ကာတစ်ကိုစိတ်ချလက်ချနဲ့မောင်းသွားရုံပါပဲကိုအားတဲ့တနေ၁၄ရက်အတွင်း နပတ်အသွင်းမှာကို insurance agency တွားပြီးကိုကတိကို insurance ထဲကိုထည့်လိုက်ရုံပါပဲဒါပေမဲ့ဆလေးရဲ့နပတ်အသွင်းဆိုတာကိုတော့တေချာမှတ်သားထားဖို့ရန်လိုအပ်ပါမယ်ဆလေးရဲ့နပတ်ကြော်တွားပြီးအကယ်၍15ရက်နှစ်ထိကိုကတိကို insurance ထဲမထည့်လိုက်မိပဲ accident ဖြစ်မိတော့မယ်ဆိုပါက grace period ကိုကြော်သွားလို့ insurance company ကတင့်ကားတဲ့အတွက်လုံးဝယောက်ျေးပေးပြီးမှမဟုတ်ပါဘူးအဲ့ဒါဆိုရင် အဲ့ဒီ14ရက်နှစ်ပတ် grace period ကတင့်ကားအစ်ကိုဘယ်လိုကာပါပေးမှလဲဆိုရင်တော့လိုဥပမာတစ်ခု ပေးကြပါစို့ကျွန်တော်မှာကားနှစ်စီးရှိမယ်ပထမကားက2010 model အဲ့ဒီကားကိုကျွန်တော်ကပေးော်ပြီးပြီးတော့ပေးော်ပြီးပြီဆိုတော့ liability coverage one way ပဲယူထားလိုက်တယ်ပြီးတော့နောက်တစ်ကားကကြတော့2025 model သားအသစ်အကျွေးနဲ့ယူထားတာဆိုတော့ full coverage ရှိလို့ရှိရမယ်ပြီးတော့မိသားစုလိုအပ်မှုကြောင့်ကျွန်တော်က use car 2005 model ပစိကိုထောက်ဝေလိုက်တယ်ဒါနဲ့ကားဝေပြီးပြီးချင်းကျွန်တော်အိမ်ဖက်ကိုမောင်းလာတဲ့အချိန်မှာမတော်တဆ accident ဖြစ်သွားတယ်ဒါဆိုရင်ဒီနောက်ထပ်ဝင်လိုက်တဲ့ကားကို insurance မှာမထည့်သေးတာကို insurance company ကရောဘယ်လိုရောပေးမှလဲဆိုရင်တော့ တင့် insurance company ကတင့်လက်ရှိအကောင်းဆုံး coverage ကနေရောပေးမှာဖြစ်ပါတယ်။ဆိုလိုတာကအထက်မှာကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲ2025 model ကတည်တွင် full coverage ရှိတယ်။အဲ့ဒီ coverage နှစ်ခုထဲမှာ full coverage ကအကောင်းဆုံးပဲဖြစ်တယ်။ဆိုတော့တင်ဝေလိုက်တဲ့ကားတည်အတွက်တင် coverage အကောင်းဆုံးဖြစ်တဲ့ full coverage ကနေတင် insurance company ကရောချေးပေးပေးမှာဖြစ်ပါတယ်။ပြန်ဝေလိုက်တဲ့ တင့်ရဲ့တတိယအကားကလည်းကားဟောင်းပဲဆိုပြီးတော့တင့် insurance company ကတင့် liability coverage one way ထဲကနေပဲတာဝန်ယူပေးလို့မရပါဘူး the best ကိုမှတ်သားထားပါတင့်ရဲ့အကောင်းဆုံး coverage ကနေ automatic နဲ့တာဝန်ယူပေးရမှာဖြစ်ပါတယ်ဒါနဲ့အကယ်၍တင့်မှာ coverage နှစ်ခုမရှိဘဲနဲ့ liability coverage one way တစ်ခုပဲရှိခဲ့မယ်ဆိုရင်တော့ဒါလည်းဘာမှတွေးပူနေစရာမရှိပါဘူးဒါလည်း၁၄ရက် napa grace period ရှိတာချင်းတူပါတယ်။နောက်တစ်ခုကတော့ဒီပြည်နယ်ကနေတခြားပြည်နယ်တစ်ခုကိုတင်တင်ကားနဲ့အလယ်ပတ်သွားလိုက်တယ်ဆိုပါစို့။ဒါနဲ့တင်သွားလို့တဲ့တခြားပြည်နယ်ကိုတင်ရောက်တာနဲ့တင် accident ဖြစ်မိပါကဒီလိုအခြေအနေမျိုးမှာ insurance company ကအကောင့်ဆုံး coverage ကနေတင် accident တွေတာဝန်ယူပေးရမှာဖြစ်ပါတယ်။ဒီအကြောင်းရှင်းလင်းသွားအောင်ဒီလိုလေးဥပမာပေးလိုက်ကြရအောင်။အကယ်၍ကျွန်တော်ကကျွန်တော်နေတဲ့ဂျော်ဂျာပြည်နယ်ကနေနယူးယောက်ပြည်နယ်ကိုအလဲသွားခဲ့တယ် ဒါနဲ့ကျွန်တော် insurance coverage မှာကျွန်တော်ကကျွန်တော်ပြည်နယ်ရဲ့ state minimum requirement ဖြစ်တဲ့2550 25ကိုကိုင်ဆောင်ထားတယ်။ပြီးတော့ new york ပြည်နယ်မှာနေတဲ့သူကကျွန်တော်ထက်များတဲ့ coverage ဖြစ်တဲ့ 50 150ကိုကိုင်ဆောင်ထားမယ်ဆိုရင်ကျွန်တော်တို့နှစ်ယောက် accident ဖြစ်ပါကထို accident ကဘယ်သူကြောင့်ပဲမမ coverage အကောင်းဆုံးကိုရွေးပြီး insurance company ကတာဝန်ယူပေးသွားမှာဖြစ်ပါတယ်။တင့်အကားအစ်ကိုတင့်အမခံ policy ထဲတို့ဖြစ်နိုင်မယ်ဆိုရင်ချက်ချင်းထည့်ရင်တော့ကောင်းပါမယ်။တင့်ကားကိုကားဝေတဲ့နေရာမှာမမောင်းခင်ထည့်နိုင်မယ်ဆိုရင်အကောင်းဆုံးပဲဖြစ်ပါတယ်။ အကြောင်းမှာအမခံကုမ္ပဏီအများစုတွင် grace period ရှိတော့လဲထိုကာလအပေါ်မိခိုရန်ကတော့ risky အန္တရာယ်ရှိနိုင်ပါတယ်အကယ်၍တင်ကတင်ကားတစ်ကိုတပတ်ကြာအမခံတဲ့မထဲပဲမောင်းနေထားပါကတင်းဒီထို grace period ကာလအတွင်းရှိနေနိုင်တော့လဲအမခံခံစားခွင့်ပြဿနာများနဲ့ဥပရေယအေးအေးယူမှုများနဲ့ကြုံရတတ်ပါတယ်ထို့တော့အေးအေးယူမှုများမှာရှောင်ရှားရန် တဲ့အာမခံကုမ္ပဏီတို့ချက်ချင်းဆက်သွယ်ပြီးအာမခံထက်သွင်းရတော့အရေးကြီးပါတယ်။ဒီပြုတ်ရန်တစ်ချက်ကတော့အာမခံမပါတော့ရင်ကိုမောင်းနှင်ချင်းဒီပြည်နယ်အလိုက်ဥပဒေအရတာမြင့်ထားပြီးဥပဒေရအရေးယူခံရနိုင်ချေရှိပါတယ်။ဒီလိုလေးကိုအစဆုံးကြည့်ပေးလို့ပြုတင်ပါတယ်။ဒီဗီဒီယိုလေးကနေကြည့်ရှုနေတဲ့သူများကတခုခုရသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။နောက်ဆုံးလဲဒီလို insurance video knowledge လေးတွေကိုကျွန်တော်တို့အမြဲတင်ပေးသွားမှာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်တို့ဒီ insurance agency page ကို like and share follow နဲ့လောက်ထားကြပါမတိသေးတဲ့တငယ်ချင်းမိတ်ဆွေမိသားစုများကိုလည်း share လုပ်ပေးထားကြပါကျွန်တော်ရုံဖုန်းနံပါတ်က7705594978ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ website ဖြစ်တဲ့ www.pathwaysinsurancegroup .com မှာလည်းတွားပြီးတော့ insurance coverage တွေကိုလေ့လာနိုင်ပါတယ်ပြီးတော့အဲ့ဒီ page ကနေအရေးကျွန်တော်တို့လည်းဆက်သွယ်လို့ရပါတယ်ဆိုတော့အကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်ကဲအားလုံးပဲ နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြအောင်အားလုံးပဲကောင်းတော့နေလေးဆန်ကြပါစေ။